ကဲဒါနဲ့လိုတဲ့စီစီမှုတွေလုပ်တယ်ပေါ့ဗျာအဲ့ဘက်အချိန်ကာလတွေမှာတော့ဘုသူတာတွေကလည်းအမနဲ့နေတော့ရှောင်းမပဲပုံအပ်လိုက်တာပေါ့ရှောင်းမပြောသမျှပဲပေါ့အဲ့ဒါဟိုကတော့ဇမိုက်တို့တန်းအေးကတော့တည်တဲ့အတိုင်းပဲလေဟိုထုခုထဲမှာလည်းသူကလည်းအမတန်နာမည်ရှိတယ်အမတန်လည်းထက်မြက်တယ်ဇမိုက်တို့ဖြစ်တော့လုတ်တင်လုတ်တဲ့အရာကြီးလုတ်တယ်ပေါ့သူ့ဘက်ကတော့အမတန်တောင်းဝန်ကြည့်ရပေါ့လူနာကတော့ထုံးစံအတိုင်းပဲစီစီမှုတွေခံစီရရှိတယ်အားလုံးခံယူလိုက်ခံရတဲ့အခါကျတော့ B1C က 10ကျော်လောက်ဖြစ်နေတာပေါ့71တို့10တို့10တို့71တို့ဖြစ်နေတာပေါ့ဝမ်းစီကအချိုးတွေကလည်းမကောင်းဘူးပေါ့250 300လေးဖြစ်တာပေါ့လေ THBP မှာတော့အဲ့လိုတွေဖြစ်တာပေါ့စီဂျူယောဂါကကြီးပဲတော့ချက်ပဲသူက type 2ဖြစ်တာလေ type 2မှာဒီဟာဒီဒီနှစ်ခုကကြီးပဲပေါ့နော်90ရာခိုင်နှုန်းသောစီဂျူလူနာများတယ်လေ type 2ပဲများတယ် food intake နဲ့ lifestyle ဒီနှစ်ခုမကောင်းဘူးပေါ့နော်ဆိုတော့ဒီလူနာရဲ့ lifestyle ကိုမေးမေးကြည့်နေပေါ့ဘာကြောင့်ဘယ်လိုဖြစ်လဲဆိုတော့ဒီလူနာရဲ့အတမွေးညောင်းအလုပ်ကသူက marine engineer တယောက်အနေနဲ့ဘဝမှာရက်တည်ခဲ့တာဖြစ်တယ်ဆိုတော့ marine engineer တယောက်ဆိုတာကတော့ဒါလွတ်လွတ်ရှားရှားနေရတဲ့သဘောရှိတာပေါ့နော်ပေါ်ပေါ်ပေါ်ပါတွက်လက်ဆိုတာနေရတဲ့သဘောရှိတယ်သူက marine engineer တယောက်အနေနဲ့ကဘာပတ်ခဲ့တဲ့သူတယောက်ဖြစ်တော့ lifestyle ကြောင်းလို့တော့ဒါပြောပတ်ရမှာနည်းနည်းခင်းရင်းသွားတာပေါ့နော် ဒီ range engineer တယောက်ဆောင်ရွက်ရတဲ့ဒီ engine ကန်းထဲမှာ engine ကိစ္စရက်တွေကိုခြံတွဲရတာတာမန်ကျွန်တော်တို့ automobile ကားလို့မဟုတ်ဘူးလေ piston တစ်လုံးကထမ်းလို့တည်လို့မရအောင်ချိန်ဘလောက်နဲ့ဘာနဲ့မချတယ်လို့ပဲဒီလိုမျိုးသောရှိတာဆိုတော့ तू ကလုပ်ငန်းနဲ့ပတ်သက်လို့ရတော့ဒါကျန်တန်းလုပ်ခဲ့ရတဲ့သဘောရှိရဲ့ aircon အောက်မှာ computer နှိပ်ခဲ့လာတဲ့ဒီလိုပဲတာမန်လို့အလှရှားနေတဲ့သူမျိုးတွေတော့မပါဘူးအဲ့တော့တစ်ဖက်ကပါကြည့်လဲဆိုတော့ food intake ကိုကြည့်ဟုတ်ပါတယ်မှန်ပါတယ်သိကြပါတယ်အစားတော့တော့အမတန် ကျူးတယ်ပြောရမှာပေါ့နော်စားပါတယ်တော်တော်လေးကိုစားတယ်ကြံပြက်ပေါ့နော်အကုန်လုံးတဝဲဝဲပေါ်မှာကြံသမားဟာတွေအကုန်လုံးခါခတ်တုံးပြီးတောက်ချလိုက်တဲ့အထိအဲ့လိုမျိုးနေလာတဲ့ style တော့ရှိရဲ့မိုးလင်းတိုင်းမှာ coffee တောက်တယ်မဖြစ်မနေတောက်တယ် without absent ပါသူကဘဝမှာ without absent ပါ coffee တောက်ကိုတောက်အဲ့ဒါယနေ့ထိတောက်တော့ရှောင်းဝဲပါတယ်ဒေချာမှာတယ်လူနာကိုလည်းပြောတယ်အဲ့လိုနှုတ်မုံပြောဗျလွယ်လွယ်ပြောရအောင်ပေါ့နှုတ်မုံနေထဲမတောက်ဘူးပြောတယ် နန်ဒိုင်ရီတို့ဘာတို့ဒါစာတွေပဲရေးထားတာလေဆိုတော့ကျောင်းရညွန်ကြားတယ်ဒါပေမဲ့သူ့အမြင်သူ့အတွေးနဲ့သူတောင်စွန့်လို့မရယနေ့အထိဒါနောက်ဆုံးအချိန်အထိပေါ့နော်အဲ့ဒါကိုသူတုံးဆွဲနေတော့ပဲကော်ဖီတော့မဟုတ်လည်းဖက်အများသောအပြင်တော့ကော်ဖီပေါ့ဒါကိုသူမဖြတ်နိုင်ဘူးတော့ဆိုတော့အစားအသောက်ပိုင်းမှာပြဿနာရှိရလို့ယူဆရတယ်ယောဂန်ဖြတ်ခြင်းအကြောင်းရင်းကိုဆက်ဆက်တဲ့အခါမှာအစားအသောက်စားရင်အစီကစီပရိုတိန်းဒီသုံးမျိုးအများနဲ့အားရကြရတယ်ပြောပြဘူးရစီဂျိုယောဂါဘာကြောင့်ဖြစ်ဆိုတဲ့ topic ခေါင်းစဉ်အောက်မှာတော့ကြည့်လို့ရတယ် သူအစီအစဉ်တွေအားစားတယ်။တအားစားတော့သူ့ site တွေ weight တွေအကြီးတယ်။ဟုတ်တယ်သူ့ site က over over site ဖြစ်တာဖြစ်ခဲ့ဘူးတဲ့သူ့ရဲ့ဘဝမှာ။သူခါ36လောက်ကို weight ရတဲ့သဘောရှိတယ်။အရက်ကတော့9ဘေး6ခွန်။ခါ36ဆိုတော့တော့နည်းနည်းများသွားတော့ဗောလေပေါင်180 200လောက်နောက်တော့ကတ်မှာပေါ့လားမျိုးပေါ့။ဆိုတော့ BMI နဲ့လည်းမကိုက်ပါအောင်နေလာခဲ့တာပေါ့။ဒီလိုတွေဖြစ်တယ်ပေါ့။ဆိုတော့ဒါတွေကရှေ့ပိုင်းမှာတိတ်ပြဿနာရှိတယ်မရှိဘူး။ဘဝရဲ့နောက်ပိုင်းဒါဆိုသူတို့ဆိုတာ60မှာစဖြစ်တယ်ပေါ့နော်60ကျမှာဖြစ်တယ်တော်တော်များများလူတွေဆိုရင်ဒီဘက်ကမှ45မှာစဖြစ်တယ် ။နောင်ဆိုရင်35မှာဖြစ်မယ်။နောင်ဆိုရင်20မှာဖြစ်မယ်လို့သူတည်တည်တွေကတော့ကြိုပြီးတော့ပြောပြထားတာဟောကင်းတော်ထားတာကြီးလေရှိရဲ့။အားလုံးသတိချက်နိုင်အောင်စဉ်းကျင်အောင်ပြောပြတာပါ။တော့အာရောကြကရှင်ကြီးလုတ်ပေးတဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်အမ်တာမလည်းဘုသူတပြည့်စုံပါပါ။ကိုရထားတဲ့ဘုသူတလေးတွေရှိရင်လည်းလိုက်ပါကျင့်သုံးပြီးဖို့အားကြတတ်တော်မရစေ။ရထားတဲ့ဘုသူတ္တကိုယနေ့လိုက်ပါကျင့်သုံးရင်ထူးခြားတဲ့ပြောင်းလဲမှုတွေမိမိခန္ဓာကိုယ်မှာခံစားရမှာကိုကိုယ်တိုင်အသိပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ခံစားရတဲ့ခံစားမှုတွေအခြားသူတွေကိုမျှဝေပေးခြင်းအဖြစ်နဲ့ဒါကျမ်းမာရေးကျမ်းမာပြောချင်တဲ့ကိုမိသားစုအရင်ဖန်တီးရမှာပါဗျာမိသားစုတွေအားလုံးအရှင်ပြေပြီးကောင်းသွားတဲ့ community တစ်ခုလုံးကောင်းသွားမှာပေါ့ဒီလိုပဲအားရကြမြင်ပါတယ်ဒီနည်းနဲ့ပဲဒီစီဂျိုယောဂါဆိုတဲ့အကြောင်းအနေဝေဝေးလေးကျွန်တော်တို့ရှောင်ရှားနေနိုင်မယ်ဆိုတဲ့အကြောင်းအကြပြတဲ့တင်လေးပေါ့နော်ဒါလေးပြောပြတာပါ